ကုသိုလ်ဆိုတာပတ်ဆံရှိမှလို့လို့ရတယ်လို့ယူဆရင်လည်းမှားတယ်ပတ်ဆံကုန်တဲ့ကုသိုလ်ဆိုတာဒါနာကုသိုလ်တစ်မျိုးပဲရှိတယ်ပတ်ဆံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆိုငါးပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုတ်နှုတ်ထိမ့်သိမ့်ဆောင်ဆောင်တယ်ပတ်ဆံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ဆင့် ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝိလာမတုတ်ဓမ္မဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သတ္တုတ္တိတသံဃာလို့ဆိုရက်အယက်လေးမျက်နာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတို့တွေကိုယေစုပြီးတန်ခိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးတနာအကုန်ချခံပြီး လူတန်းနဲ့ဒါနာကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုရင်ခုနကတရားဝဲမစခင်ကမျက်မျက်နှူးနှူးရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံ တည်တဲ့ကုသိုလ်ကကြောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်မိုးကြီးတယ်လို့သူဆိုတယ်။ဘာကြောင့်တန်မိုးကြီးတာတော့လို့စဉ်းစားကြည့်။ကြောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူရတာဖြစ်တယ်။တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသေးနှလုံးအသက်ကိုအနှင်းပြီး ရသဗ္ဗံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာရိဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဖရာတရားတန်ခါယရဏသုံးပါးကိုစိကတ်တာဖြစ်တော့ကြောင်းသူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်လာတဲ့ ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုဆုံးလွတ်အနန္တာပုံမြတ်တယ်ဒီတိဘယ်ကိုဆိုလိုတယ်နော်ဒါပြည့်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ဘတ်တိလာကိုအသက်ထက်မြတ်မြတ်နုနုထင်းထင်းဆောင်းလျှောက်တာကိုကောင်းတယ်၅ဘတ်တိလာတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ် လက်လေးနှစ်ချောင်းနဲ့ကြောက်ပြင်းမောမှနတ်သားသွေးထားပြီးလက်လေးနှစ်ချောင်းနဲ့ယူပြီးနာဝကိုတိပ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နေကမေတ္တာရှင်နေမှာမေတ္တာဖြစ်အောင်လုပ်တာကငါးပါးသီလဆိုတဲ့ကုသိုလ်ရဲ့ပုံမြတ်တယ် ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆိုငါးပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတော့ဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပုံမြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့ဇန်နေပိညာနေရပြီစေ။ပြမပြေမှာကဘာနဲ့ချီပြီးတော့အသက်ရှင်နိုင်တာ။ဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြည့်စုံ ပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မလို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတည်းမြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကို အာယုံပြုတ်ပြီးတော့ဘယ်ရာမှမမြဲဘူးဆိုတဲ့အနိစ္စသင်ညာလက်ဖြောက်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စသင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးကခုနကမေတ္တာပွားရတဲ့ပုံမြတ်တယ်။ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအသိက မလေးပါဖိုးလေးပါထီအောင်ဆိုင်ထီစေပြီးနိဗ္ဗာန်ထီအောင်ရောက်စေနိုင်သောကြောင့်ဖြစ်တယ်ဆံပွားပြီးတော့ဆံရယုံတက်တက်နဲ့နိဗ္ဗာန်ဆိုတာမရသေးဘူးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအတိလာမနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တခါကြီးဟာပွင့်သွားမှာ